မွေးဆက်ကလေးတွေနေနဲ့ညမနေတော့ခါခုမှကလေးမွေးထားတဲ့မိဘတွေမွေးဆက်ကလေးနဲ့ပတ်သက်ပြီးစိတ်ညစ်ရတဲ့အရာကကလေးကနေနဲ့ညနဲ့မှားနေတာပါပဲနေ့ဆိုအိတ်နေပြီညဆိုအေးရွားတော့သူကဆော့ကိုကအိတ်ချင်ပြီးတော့ခဏလေးအိတ်လိုက်ထားလိုက်တဲ့မိုးကဘလို့လင်းသွားမှန်းတော့မသိလိုက်ဘူးဆိုတဲ့မိဘတွေရှိကြလားကြာလာတော့မိဘတွေမျက်လုံးဟောက်ပတ်နေပေါ့မွေးဆက်ကလေးတွေဘာလို့နေနဲ့ညမှားတာလဲမိမိပိုက်ထဲမှာရှိတဲ့အချိန်မှာမိမိတဲ့ပုံစံကိုခံစားပြီးအိတ်ကြတာပါ မိမိလှုပ်နေရင်သူတို့ကိုချော့တိတ်တယ်လို့ပဲမို့လို့အလုတ်လှုပ်ချိန်မှာအိပ်ပျော်နေကြပါတယ်။မိမိအိပ်လို့ငြိမ်းပြီးဆိုရင်တော့သူက နိုးလာပြီးထဆော့ပါတယ်။ဒါကြောင့်မိမိတို့ညဘက်အိပ်နေရင်းနဲ့ကလေးကန်နာခံစားမိတာပေါ့။နောက်တစ်ခုကမိမိကမဲလက်တိုနင်ဟော်မုန်းကြောင့်လည်းကလေးလေးတွေအိပ်ကြပါတယ်။မွေးလဲမွေးလာရောကလေးကသူ့ဟာသူရက်တည်ရပါတော့တယ်။သူ့ကိုယ်ထဲမှာရှိတဲ့ဇီဝနာရီကိုပဲအားထားရပါတော့တယ်။ဇီဝနာရီဆိုတာမဲလက်တိုနင်လေး ဒါပေမဲ့ကလေးလေးတွေမှာ3လလောက်မှမဲလဲတိုနေကဆက်ထွက်တာပါ။အသက်5လ6လလောက်ဆိုပုံမှန်ဖြစ်သွားပါပြီ။ဒါကြောင့်မိဘတို့မပြင်ပေးလဲအဲ့ဒီအရွယ်ဆိုသူဟာသူမှန်သွားပါပြီ။နောက်တစ်ခုကခုမှမွေးတဲ့ကလေးလေးကနေမို့လို့မအိပ်ရဘူးလို့ညမို့လို့အိပ်ရမယ်လို့မသိပါဘူး။သူတိတာအိပ်မယ်။နှစ်နာရီ3နာရီလောက်နေရင်노ထားတော့မယ်ခဏတစ်ဖြုတ်စောမယ်။ပြီးရင်ပြန်အိပ်မယ်။ဒါပဲတိတာပါ။ နေရင်နေရင်နဲ့မှပဝင်းကျင်တဲ့တဟဇာတာဖြစ်ပြီးဘယ်ချိန်ဘာလုပ်ရမယ်ဆိုတာသိလာတာပါ။ဒါပေမဲ့မိဘတို့ဘက်ကကြည့်တော့လေထားရတာတညလည်းမဟုတ်နှစ်ညလည်းမဟုတ်ဆိုတော့ကြာလာတော့ပင်ပန်းလာတာပေါ့။မွေးဆက်ကလေးတွေနေနဲ့ညမှနေရင်ပြောင်းလဲလာအောင်ဘာတွေလုပ်ပေးရမလဲ။မနှက်ဆိုအလင်းရောင် ကောင်းကောင်းရပါစေ။ကလေးမနှက်နိုးနေတဲ့အချိန်ဆိုအလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာထားပါ။နိုးနေတဲ့အချိန်ကလေးနဲ့ဆော့ပေးပါ။ဒါမှလင်းနေရင်ထားရတယ်ဆော့ရတယ်ဆိုပြီးမှတ်မိမှာပါ။ ညဘက်ဆိုမှောင်နေပါစေညအိပ်ရတော့မယ်ဆို အခန်းကိုမှောင်နေအောင်ထားပါအခန်းကိုတိတ်ဆိတ်နေပါစေသူနဲ့ဆော့တာမြူတာခဏနာထားပါညဆိုငြိမ်ငြိမ်လေးနေရမယ်လို့မှတ်ထားအောင်ပါခလေးကိုအတင်းမတိုက်တုံးပါနဲ့မနှက်ဆိုခလေးမအိပ်အောင်အတင်းဆော့နေတာမျိုးခလေးကိုအတင်းနှိုးထားတာမျိုးမလုပ်ပါနဲ့ညဆိုလည်းခလေးကိုဆက်အိပ်အောင်လို့မတိုက်တာမျိုးမလုပ်ပါနဲ့ ကလေးကသူ့ဟာသူတဖြည်းဖြည်းကျင့်သားရသွားမှာမို့လို့အတင်းမတိုက်တော့မှနဲ့ညဘက်မှာကလေးကကောင်းကောင်းမအိပ်ဘူးဆိုရင်ရောညဘက်မှာတရက်ခတ်နေရင်မိုးလဲချုပ်နေပြီးချီပြီးလမ်းလျှောက်ရတာလဲပခုံးတွေတော့နာလာပြီကလေးကမအိပ်သေးဘူးဆိုရင်စိတ်မပြတ်ပါနဲ့ကလေးကိုအိပ်ရပုံမှာအသားအရချမီးလေးပိတ်တိတ်တိတ်ဆိတ်ဆိတ်နဲ့ကလေးကိုဖင်လေးပုတ်ပေးပါ တဖြည်းဖြည်းနဲ့ငိုက်ပြီးအိပ်ပျော်သွားပါလိမ့်မယ်ငိုနေရင်တော့ပြန်ချီရမှာပေါ့လေ ညဘက်မှာခဏခဏနိုးနေရင်ကလေးတွေက၃၄နာရီတခါနိုးစားတတ်ပါတယ်။ညဘက်မှာလည်းဒီလိုပါပဲ။ဒါကြောင့်တေချာပေါက်ထပြီးနိုးထတတ်ရမှာပါ။တခါတလေကလေးထလာတာဗိုက်စားတာကြောင့်မဟုတ်ပဲသေးခံစုံနေလို့လည်းဖြစ်နိုင်ပါတယ်။တချို့ကြလည်းဒီတိုင်းနိုးလာပြီးဖင်လေးပုတ်ပေးလိုက်ရင်ပြန်အိပ်သွားတာပါပဲ။ဒါကြောင့်ကလေးငိုတိုင်းထဆရာမလိုပါဘူး။အိတ်ချင်တာကိုကြည်ကြနေရဆိုရင်ဒီကလေးအိတ်ချင်နေတာကိုမအိတ်ဘူးကြီးကြနေတယ်ဆိုပြီးမိဘတွေပြောတတ်ကြတယ်မလား ဟုတ်ပါတယ်။ကလေးတွေကအိတ်ချင်နေရတဲ့မျိုးလုံးတွေပုတ်ပြီးငူနေတတ်တာရှိပါတယ်။ဘာလို့လဲဆိုတော့သူတို့အိတ်ဖို့အဆင်မပြေလို့ပါပဲ။အခန်းကပူလွန်အေးလွန်းနဲ့မီးတွေလင်းနေတယ်ဆိုရင်အိတ်လို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်မီးတွေကိုမှိတ်ထားပါ။အခန်းပူချိန်ကိုညှိပါ။ကလေးကတဖြည်းဖြည်းအိတ်ပြောသွားပါလိမ့်မယ်။